ประเทศไทยไม่ต้อนรับฆาตกรเผด็จการมิตรออนไลน์ การประชุมครั้งนี้เบื่อไปด้วยเลือดของคนบริสุทธิ์กว่า 6,000 คนนายกแทนสองพันรู้สึกยังไงครับ ตอนที่ได้จับมือที่เบื่อนเลือดคนบริสุทธิ์ ไม่ถ่ายโอเคไม่ถ่ายโอเคถ่ายลายใครต้องไปที่ทำตัวเประชาธิไตย ဖြစ်ကတော့စီရီသတင်းကတော့တက်မတော်ကနေပြီးတော့ဒါတပတ်သက်အပြစ်ခတ်ရစဲထားတယ်။တကြံပြီးတော့မှပြန်စမယ်လို့เนาะဟိုမှတ်ယူရတယ်ပေါ့။အဲ့လိုပဲပြောရမှာပေါ့နော်။နောက်တစ်ခုကကျွန်တော်ပြောချင်တာကစကိုင်းမန္တလေးပေါ့နော်။ကျွန်တော်တို့အလူရှင်တွေကလူကြတယ်။အလူရှင်တွေကလူကြတယ်။စကိုင်းဘက်မှာဆိုလို့ချင်းကျွန်တော်တို့ကြားတာမနေ့က9:00စီး เนาะကျွန်တော်ရဲ့အတိမိတ်ဆွေတွေတွားရောက်လူတန်းနေလူတန်းတဲ့အချိန်မှာစကိုင်းမှာကလည်းတဲ့အလူပေါ့နော်ပစ္စည်းရလိုတလောက်ရနေတဲ့အတွက်အဲ့ဒီမန္တလေးတို့မှာရှိတဲ့လူကြီးတွေသိအောင်လို့ပဲကျွန်တော်စပီကာတယောက်အနေနဲ့လှုံ့ဆော်ပေးနိုင်တာနောက်တစ်ခုကတဘာဝပေးဆိုတာတဲ့မနစ်ကလည်းဖြစ်ခဲ့တာပဲနောင်နေလည်းဖြစ်အောင်ပါပဲအဲ့ဒါကိုကြိုတင်ပြင်ဆင်မှုတွေဘာမှမလုပ်ထားပဲအစိုးရစီက ကယ်ဆယ်ရေးတွေကိုပဲမျောလင့်နေလို့မရပါဘူးတဲ့နောက်ပြီးတဲ့အခုချိန်မှာ21ရာစုပင်လုံကိုအောင်မြင်အောင်ဖော်ဆောင်ရေးရတဲ့အရေးကြီးဆုံးမှုအချောင်းလိုချင်နေတဲ့သူတွေစီကိုတွားတွေ့ပေးဖို့ဆိုတာမဖြစ်နိုင်ပါဘူးအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ငလင်ပေးစီရေးအခြေအနေနဲ့ပတ်သက်ပြီးအာကြီးရဲ့တုံးသက်ချက်တွေအပြင် မင်းအောင်လိုင်းကိုဘန်ကောက်တွင်ထိုင်းတက္ကသိုလ်ကျောင်းသားတဦးဆန္ဒပြတဲ့တဲ့င်းနဲ့ပါတင်ဆက်ပေးလိုက်ပါတယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့တွင်ကျင်းပနေသောဘင်စတက်ထိပ်သီးအစည်းအဝေးသို့ထိုင်းတက္ကသိုလ်ကျောင်းသားတဦးလာရောက်ဆန္ဒပြခဲ့သည်။ယနေ့ထိုင်းစံတော်ချိန်ညနေ၄နာရီခွဲတွင်ပုံဟုအမီယာတက္ကသိုလ်ပထမနှစ်ကျောင်းသားဖြစ်သူတဦးကအစည်းအဝေးကျင်းပရာရှန်ဂိုလာဟိုတယ်တွင် လာရောက်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။လူသက်သမားအာနာရှင်မင်းအောင်လိုင်းကိုအလိုမရှိဒီအစည်းအဝေးဟာလူပေါင်း6000ရဲ့တွေးရွေစွန့်ထင်းကုန်ပြီပြို့ ွေးဆိုးနေတဲ့လက်ကိုဆွဲနှုတ်ဆက်ရတာဝင်ကြီးချုပ်ပေထုံတန်းဘလို့ခံစားရလဲဗျာဒီစည်းဝေးထဲမှာရှိတဲ့ခမားတို့တယောက်မှမဆက်ကြဘူးလားဒီမိုကရေစီရေးလို့ပြောပြီးအပြစ်မဲ့တဲ့အယက်သားတွေတက်နေတဲ့အာဏာရှင်ကောင်နဲ့ညစာစားနိုင်ကြလားဗျာမြန်မာပြည်သူတွေနဲ့ကျုပ်တို့တသားရဲ့ယက်တီတဲ့လူတက်အာဏာရှင်စနစ်ကိုရှုတ်ချကြရှုတ်ချကြဟူအော်ဟဲနေဆုံတင်းအားလုံခြုံရေးများကဟိုတယ်မှဆွဲထုတ်ခဲ့ကြသည်၄ရက်၄လ2025ပေါ့နော် မြေပြင်ရရှိတဲ့သတင်းတွေကိုနိုင်ငံတော်အကြီးအကဲတွေထေချမ်းစွာနေထိုင်နေတဲ့ပြည်သူလူထုတွေတက်မတော်နဲ့တက်မတော်သားမိသားစုတွေအတွက်မြေပြင်ရရှိတဲ့သတင်းတွေကိုကျွန်တော်စပီကာသမားတယောက်အနေနဲ့အဖြေခံပေါ်ကနေအမုန်းခံလူသားတင်ဆက်ပေးနေတာဖြစ်ပါတယ်အခုကတော့တောင်ကြီးမောင်အေးချမ်းရဲ့ကပြာပေါ့နော်လူတရိဆန်များတဲ့ပြည်သူကအပူသင့်ဒုက္ခနဲ့နှပန်းလုံးတောကြောင်လူတွေကကောက်ကျစ်စွာပြုံး စာနာစိတ်ရှိသူတွေကဝိုင်းဝန်းကူဖို့စုယုံထမိန်ကျုံလူတစုကဟောင်လို့ကောင်းတော့တဲ့မောင်အေးချမ်းတောင်ကြီး3ရက်4လ2025 7နာရီ35မိနစ်မှာရေးရေးဆက်ခဲ့တဲ့ကြပြပေါ့နော်ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေတဲ့နော်အပူခတ်သိမ်းငြိမ်းကြပါစေတဲ့အဲ့တော့ကျတော့ကျွန်တော်ပြောချင်တာကစစ်ကတော့စီရေးသတင်းကတော့တက်မတော်ကနေပြီးတော့ဒါတပတ်သက်အပြစ်ကရစဲထားတယ်ကြံပြီးတော့မှပြန်စမယ်လို့နော်ဟိုမှတ်ယူရတယ်ပေါ့အဲ့လိုပဲပြောရမှာပေါ့နော်နောက်တစ်ခုက ကျွန်တော်ပြောချင်တာကစကိုင်းမန္တလေးဘောနော်ကျွန်တော်တို့အလူရှင်တွေကလူကြတယ်အလူရှင်တွေကလူကြတယ်စကိုင်းဘက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကြားတာမနေ့ကကား9စီးနော်ကျွန်တော်ရဲ့အတိမိတ်ဆွေတွေတွားရောက်လူတန်းနေလူတန်းတဲ့အချိန်မှာစကိုင်းမှာကလည်းတဲ့အလူပေါ့နော်ပစ္စည်းကလိုတလောက်ရနေတဲ့အတွက်တချို့ကားတွေဆိုရင်အလူပစ္စည်းကိုပြန်လဲလာပြီးတော့မှမန္တလေးမှာပြန်လာလူတွေတဲ့ ဲ့ကျွန်တော်လည်းစကန်ရမြေပြင်အခြေအနေကိုမေးတယ်စကန်ရမြို့တော်စီမံရုံးရဲ့ပုံနံပါတ်လည်းကျွန်တော်မှာရှိတယ်ကျွန်တော်ပြောချင်တာကအဲမြေပြင်အခြေအနေမေးတော့လေတချို့နေရာလည်းမရဘူးအဲအဲ့နဲ့ကျွန်တော်က royalty အချို့ရဝယ်မယ်ဆိုပြီးတော့မှဝါလည်းကျွန်တော်လူရင်တော့ royalty တွေရေတွေစံတွေစီတွေပါမှာပေါ့နော်အဲ့ဒီမှာ royalty အချို့ဈေးတိုင်းကိုတောင်းဝယ်တဲ့အချိန်မှာ royalty အချို့ဈေးတိုင်းအခုဆိုဘုံဝင်ဆိုတာကိုသိတော့သူတို့ကပြောပြတယ်အကိုကကျွန်တော်စကန်ကိုသွားလို့လာသုံးတာရှိပြီတဲ့ နောက်ဆုံးတစ်ခါမှာကျွန်တော်တွေ့ကြရတာကတဲ့သူတို့ကအဖွဲလိုက်အဖွဲလိုက်ဒီရယ်တီတွေဒီခြေတံပိုးတွေကိုသူတို့ကဆာလိုင်းနဲ့ထုတ်ပြီးတော့မှပြန်ပြီးတော့ရောင်းတာပြန်ရောင်းတာအဲ့လိုအဖွဲကတီးတန်းတစ်ဖွဲရှိတယ်နော်တစ်ဖွဲရှိတော့အဲ့ဒီအကူကသူလဲတဲတွေပါတွေထိုးတယ်ပေါ့နော်တဲတွေပါတွေထိုးတဲ့လူတွေကိုပတ်စံသူတက်နိုင်တယ်လို့ပေးတဲ့ချိန်မှာအဲ့ဒီအဖွဲအုပ်စုကစကိုင်းဘက်မှာဖြစ်စင်ရအဲ့ဒီအကူကိုဂဲနဲ့ဝိုင်းထုတ်တာဝိုင်းပေါက်တာအဲ့လိုဖြစ်စင်လို့ဖြစ်တယ် ပေးသမီးတွေယူလိုက်တယ်သူတို့ဟင်းယူပြီးတော့သမီးကိုလွတ်ပလိုက်တယ်သူတို့မကြိုက်တဲ့ဟင်းဆိုရင်အကောင်လုံးလွတ်ပလိုက်တာလေပေးမန္တလေးမှာလည်းဒီလိုပဲတွန်းလဲတွေနဲ့နော်ဆာလာအိတ်တွေနဲ့အဲ့လိုနေရာမျိုးတွေရှိတယ်ပေါ့နော်မြန်မာပြည်ကတချို့တချို့တော့လူရန်စားနော်တော်တော်အောက်တန်းကြပါလေကျွန်တော်တို့ဒီလိုမြန်မာလူမျိုးတွေနဲ့ဒီနိုင်ငံမှာရှင်တွဲပြီးငါမြန်မာလူမျိုးဟုတ်ငါမြန်မာလူမျိုးငါဗမာလူမျိုးလို့ပြောရတာအရန်ကိုရှက်ဖို့ကောင်းပါလေနော်အောက်တန်းစားကတော်တော်ကိုဆန်ပါလေနော်အဲ့တော့ကျွန်တော်လူရမယ်လူက စိတ်ထဲမှာတမျိုးခက်သွားတယ်အခုကျွန်တော်မန္တလေးကိုသွားမှာနော်မန္တလေးကိုကျွန်တော်လိုအပ်တဲ့ဘယ်နေရာတွေလိုအပ်လဲသွားကြည့်မယ်ပြီးမိတ်ဆွေတငယ်ချင်းတွေနဲ့သွားရောက်တိုင်းမယ်ကျွန်တော်ကနောက်တရက်နေ့ရက်အတွင်းမှာအလူရှင်ရှိတယ်စံအိတ်3ပြီ3ပြီအိတ်900စီ90တာတပူနောက်တစ်ပတ်မှာစံ6ပြီအိတ်2000စီ90တာဘူး2000အလူရှင်နဲ့ပူးတွဲပြီးကျွန်တော်တို့လို့မှာဒါပေမဲ့ကျွန်တော်ကအဲ့လိုမျိုးတွေစိတ်တွေဖြစ်တော့ ကျွန်တော်လူရမလားမလူရမလားအဲ့လိုတွေဖြစ်နေတယ်အခုဟာငွေကြီးတွေနောက်တစ်ခါကျွန်တော်ကဒီလက်ဘကမှာပေါ့နော်အဲရဲလေးတွေစစ်သားလေးတွေတက်မတော်လေးရှောက်ပြီးတော့မပြန်ခဲ့ရအောင်သူတို့ကမနေ့ကဘရိတ်ဘတ်နေခင်းစာညတာကတော့သူ့ဟာလည်းသူစီစဉ်လာတာရှိတယ်ဒါပေမဲ့အဲ့ဒီရဲလေးတွေစစ်သားလေးတွေကအခုအလုံးလုံးတော့ဗျာကဲတဲ့ရဲလို့တွေလုံးတယ်ပူရောပန်းတာပေါ့အနေခင်းလို့အချိန်မျိုးမှာမုန်တီတုံလို့မျိုးအလက်ဖက်တုံလို့မျိုးအခုမှအေးလို့မျိုးကြံရည်လို့မျိုးအမျိုးစုံပေါ့ အဲ့လိုမျိုးလေးတွေကျွန်တော်ကလူပိုလဲစိတ်ကူးရှိတယ်နော်အဲ့တော့ဒီအောက်တန်းသားတွေဟိုဒီအောက်တန်းသားတွေတော့ကျွန်တော်တို့လူရမယ့်လူကတွန့်တွန့်နေတာကြောက်နေတာနော်ကြောက်နေတာအဲ့တော့ကြတော့အဲ့ဒီလူတွေကိုဘယ်လိုကျွန်တော်တို့ပေါ့နော်တိုက်ဖြတ်ရမလဲအေးအေးယူရမလဲပေါ့နော်အဲ့ဓာတွေကိုလည်းကျွန်တော်တို့စဉ်းစားတယ်အခက်တာကျွန်တော်ကပြင်ဦးလွင်မှာနေတာအဲ့မန္တလေးတို့စကိုင်းတို့မှာနေရလဲမဟုတ်ဘူးအဲ့တော့ကျွန်တော်လဲလိုင်းပေါ်ကစပီကာတယောက်အနေနဲ့ပဲဒါကမြေပြင်မှာရှိနေတဲ့လူကြီးတွေသိအောင်လို့နော်ဟိုတာဝန်ရှိတဲ့လူကြီးတွေပေါ့ တော့အဲ့လိုစကိုင်းလို့အဲ့ဒီမန္တလေးတို့မှာရှိတဲ့လူကြီးတွေသိအောင်လို့ပဲကျွန်တော်စပီကာတယောက်အနေနဲ့လှုံ့ဆော်ပေးနိုင်တာနောက်တစ်ခုကတဘာဝပဲဆိုတာလေမနစ်ကလည်းဖြစ်ခဲ့တာပဲနောက်နေ့လည်းဖြစ်အောင်ပါပဲအဲ့ဒါကိုဂျိုတီပြင်ဆင်မှုတွေဘာမှမလုပ်ထားပဲအစိုးရစီကကဲဆယ်ရေးတွေကိုပဲမျှော်လင့်နေလို့မရပါဘူးတဲ့နောက်ပြီးတဲ့အခုချိန်မှာ၂၁ရာစုပင်လုံကိုအောင်မြင်အောင်ပေါ်ဆောင်ရေးရတဲ့အရေးကြီးဆုံးမှုအချောင်းလိုချင်နေတဲ့သူတွေစီကိုသွားတွေ့ပေးဖို့ဆိုတာမဖြစ်နိုင်ပါဘူးတဲ့ဒေါ်စုကြည်ကိုယ်တိုင်ပြောခဲ့တဲ့စကား ကျွန်တော်လည်းသွားတတိယမိတယ်ကျွန်တော်လည်းပေါက်ပေါက်ချာချာဒေါ်စုကြည်ကိုကျွန်တော်သွားတတိယမိတာပေါ့နော်နောက်တစ်ခုကမန္တလေးမှာတို့ကိုတော်ဘုန်းကြီးနဲ့ငလင်လုံးအပြီးမှာနဲ့ဒူးဆန်းတဲ့လူသားချင်းစာနာမှုကင်းမဲ့တဲ့မူကင်းတစ်ခုဖြစ်ပေါ်ပါတယ်တဲ့ဒါကမန္တလေးမြို့အောင်ရည်သာသံမြို့နယ်ညောင်ကွဲနယ်လုံးနယ်လုံးဆိုင်ရာဖိုးပေကုန်းရက်ကွက်ပါခမရတဲ့စတလန်88လန်တောင်းကဂျင်ဝိုင်းပါတဲ့မန္တလေးလုံးအပြီးသုံးတက်တိုက်ပြိုကျသွားပါတယ်အပေါ်ဆုံးတက်ကဂျင်ဝိုင်းပါအလဲတက်ကဖဲဝိုင်းနဲ့အောက်ဆုံးတက်ကလည်းဂျင်ဝိုင်းပါတဲ့ မနေတော့လူအများကြီးတိုက်ပြီးသွားပါတယ်တဲ့အဲ့ဒါကိုဂျင်မိုင်းပိုင်ရှင်ကပေါ်ပါတယ်တဲ့သူ့ရဲ့မိခံတက်တာကိုဒေါဟိုးနဲ့ကျန်လူတွေကိုအချိန်နဲ့တပြေးညီကယ်ဆယ်မှုလုံးဝလုံးမသွားဘူးတဲ့ဒီအဖြစ်အပျက်မှာတဲ့ရက်ွက်တာဝန်ရှိသူတွေအချို့နဲ့ပေါင်းပြီးလုပ်သွားတာပါတဲ့နော်အခုနောက်တစ်ခုကတော့ဒါကနောက်တဲ့ပြည်သူတယောက်ရဲ့ဟိုပါပေါ့ကြပြားလေးပေါ့ငိုကြွေးတန်နဲ့နိုင်ငံအရေးရေနှိမ့်စင်းချိန်ပြည်ကျမိစာမီဒီယာများဟစ်အော်မြေကျွေးတိုင်းပြည်ရေးကိုလက်နက်ကင်များပေါင်းခွဲလှုပ်ချန် မဟန်တော်လဲငိုကြွေးတံပဲစူညာဆဲစူညာဆဲလို့ကျင်းဝါလုံစော်လူမျိုးကုံဆုံးမြမာတုံးမရက်တော်မာလာလူပလာများမောင်စုဆန်းတီချစ်တဲ့တရက်4025ရေးခဲ့တဲ့ကဗျအေးချမ်းစီချင်းမြမာတခွင်းနဲ့နော်အဲ့တော့ကျွန်တော်အဲ့လိုမျိုးပေါ့နော်အလူအတန်းတွေလုံးဖို့ဟာအဲ့လိုတွွတ်တုံနေတဲ့စိတ်ထဲမှာတမျိုးဖြစ်သွားတာပေါ့ငါလူတဲ့အလူအစည်းအများ အဲ့လိုမတမာသူလူတစုလက်ထက်များရောက်သွားမလားပေါ့နော်ကျွန်တော်ပြောပြပြီးစံအိတ်ငါစံ3ပြိတ်900 900ရဲ့3ပြိတ်900ရဲ့အစီပိတ်တာ90ဒါ900အနောက်တစ်ဘက်မှာအဲ့ဒါလူပြီးနောက်တစ်ဘက်မှာကျတော့စံ6ပြိတ်2000စီရလေ90ဒါဘူး2000အဲ့ဒါကျွန်တော်ကိုလည်းလေလိုင်းပေါ်ကနေပြီးတော့မှနော်ကျွန်တော်ဒီဘုံနေခွန်ရှိ3 5လုံးတုံကြကိုတုံကြရဲ့6ရှိခွန်ရှိ4 4လုံးနေရဲ့နော်တချို့တော့လိုအပ်နေတဲ့လူတွေလည်း ကျွန်တော်တောင်းဆိုလို့ရပါတယ်တောင်းဆိုလို့ရတယ်ကျွန်တော်အတက်နိုင်ဆုံးရောက်အောင်ကျွန်တော်စီစဉ်ပေးမယ်နောက်တော့ဖန်အားအလူချင်းတို့ကပေါင်မုတ်အလုံး2000လူထားတယ်အဲ့ပေါင်မုတ်လည်းမရောက်သေးဘူးဟောပေါင်မုတ်လည်းစက်ရုံမှာတွားယူအောင်မှာပေါ့နော်အဲ့တော့ဒီလိုမတမာသူလူတစုကိုပေါ့နော်ကျွန်တော်ကဟိုနည်းနည်းလေးတော့ကြောက်နေတာသိရမလားအဲ့လိုလူတွေရှိမရောက်သေးခြင်းဘူးအဲကျွန်တော်လည်းအဲတိုင်းမင်းသွင်းပြီးတော့ဘယ်လိုရောက်အောင်လုပ်ပေးရမလဲဆိုပြီးတော့မှကျွန်တော်လုပ်နေတယ်နောက်တစ်ခုကကျွန်တော်အုံကုန်း ။ဩငုံဆိုတာကိုကျော်စိုးဦးအဲဒုံလဘက်ခံတဲ့ကျောင်းပေါ့နော်။ဟိုဆရာတော်ဘုရားကတော့ဩငုံကဆရာတော်ကျောင်းနိုင်ဆရာတော်ကဥပညာလို့ခေါ်တယ်အမျိုးသားကြီးဆရာတော်ပေါ့နော်။သူကအလူရှင်ရှိရဲ့အကူညီပါတဲ့တကားတဲ့တာတို့ပါတဲ့ဘုန်းကြီးပါတဲ့တကားတဲ့သူကဥပညာဆိုတော့ကျွန်တော်တို့သိတယ်ခပေါင်းတောင်မူတော်ရွာလေးပါတကားတဲ့အစီပြေချမ်းမှာရှင်ကခပေါင်းတောင်မူတော်ရွာလေးမှာဖြစ်သွားတယ်ဒီမှာဘုရားရဲ့ပုံပေါ့နော်ဒါနော်အဲဘုရားတွေဖြစ်တဲ့အဆောက်အဦတွေ ပေါ့နော်ဇေဒီပရိုးတွေဒီမှာဟိုဟာတွေရုပ်ထုတော်တွေလဲကုန်တယ်ပေါ့နော်ကျွန်တော်ဒီဖုန်းလေးကတော့တိတ်မကောင်းတော့လို့နော်အဲဒီလိုရုပ်ထုတော်တွေလဲကုန်တယ်အဲဇေဒီကတော့ဒီလိုဒီပေါ့နော်ဟိုအက်ကွဲကုန်တာပေါ့အက်ကွဲကုန်တာအဲ့မှာမြင်ရပါလိမ့်မယ်အဲ့ဒါလေးတွေလည်းကျွန်တော်လူဖို့ရှိပါတယ်ပေါ့နော်ဆရာတော်ဘုရားနဲ့ဆက်သွယ်ပြီးတော့တို့ order တိုင်းတွေအဲ့လိုပြိုကျပျက်စီးသွားတာရှိတယ်ပေါ့နော်အဲအဲ့လိုမျိုးအဲ့ဒါလေးတွေလည်းကျွန်တော်လူကျွန်တော်အဲ့ဒါ ပတ်စံပေါ်တော့အလူရှင်ပတ်စံလည်းအဲရှိတဲ့တလောက်ရှိတယ်။ကျွန်တော်ကတော့အလူမခံတော့နည်းနည်းတော့ဟိုပါဖြစ်တာပေါ့။ကိုယ့်ဟာကိုရုံးကန်တာပေါ့။အဲသူများလူလာလေးယူတော့ရောင်းအောင်လုပ်မိမယ်။အဲအဲ့လိုလူလူရင်ကောင်းမလား။အဲစကိုင်းဘက်ချောင်းကိုလည်းလမ်းပြီးတော့ တချို့လူတွေရေတံဘူးတဘူးရောက်ဖို့တော့တော်တော်တန်းစီနေရတာပါတဲ့အဲဒါပေမဲ့ဘာပဲပြောပြောကိုယ့်ရဲ့အလူကတော့ဖြစ်မြောင်လောအောင်မှာအကောင်းဆုံးတော့ကျွန်တော်တို့စီစဉ်ရမှာပေါ့နော်မြန်မာပြည်အများဆုံးငြိမ်းချမ်းပါစေရှင်းလန်းရောက်နေတဲ့တက်မတော်သားတွေဘေးရန်ကြီးကင်းစီပြီးနောက်တန်းအမိသားစုတွေအများဆုံးပြန်လည်ပေါင်းစပ်နိုင်ပါစေငလင်းဘေးနဲ့တင်သွားတဲ့ပြည်သူညီကူမောင်တို့မှာအားလုံးနဲ့အစသအရာအဆင်ပြေပြီးအများဆုံးပုံမှန်အချိန်ကိုပြန်လည်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်အဖြေခံပေါ်နဲ့မုံမှန်လူသားကမေတ္တာပို့ဆုတောင်းပေးလိုက်ပါ